အားလုံးတော့ကျွန်တော်ရဲ့ဗီဒီယိုမိတ်ဆွေများမင်္ဂလာပါဒီတစ်ခါတော့မိတ်ဆွေတို့အတွက်ကျွန်တော်ဖြတ်ကျော်လာမဲ့ဘဝဖြတ်လျှောက်သွားမဲ့ဘဝမှာဘယ်အသက်ပိုင်းခြားနေမှာကိုယ့်အတွက်ကံစုံမှုတွေကြာရောက်လာနိုင်လဲဆိုတဲ့အပိုင်းကိုကျွန်တော်ဗီဒီယိုအနေနဲ့အသက်ပိုင်းခြားတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့တင်းငွေတွေတာသမီတွေအတွက်လည်းတင်းငွေတွေဒီအသက်ပိုင်းခြားမှာဆိုကိုယ့်အတွက်ကံစုံမှုတွေဖြစ်ပေါ်တတ်တယ် တင်းလာအင်္ဂါဘောတို့ကြာတာပလီဆက်နေစသဖြင့်ဒီလိုအတက်ပိုင်းချားတွေအတက်ပိုင်းချားတွေမှာကုတ်တက်ကန်ဆုံးမှုတွေဖြစ်ပေါ်တတ်ပါတယ်အဲ့ဒီအတက်ပိုင်းချားကဘယ်ကိုရောက်နေတဲ့အတက်ပိုင်းချားလဲလို့ပြောမယ်ဆိုရင်တော့ဘေဒင်ကိန်းကနဲရစနေတက်ရောက်ဆိုတဲ့စနေဂျိုးရောက်ရှိနေတဲ့အပိုင်းချားဖြစ်ပါတယ်အဲ့တော့ဒီလို စနေတက်ရောက်မျိုးမှာတော်တော်များများဟာလုပ်ငန်းအဆင်မပြေဖြစ်တာမျိုးတွေအိမ်တော်ရေးအဆင်မပြေဖြစ်တာမျိုးတွေတရားတစ်ပေါင်း အမှုအခင်းအချုပ်နောင်ထောင်စဖြစ်ဒီလိုမျိုးကိစ္စတွေနဲ့ပတ်သက်ပြီးတွေ့ကြုံရတာမျိုးတွေနောက်ဆုံးဘဝပြတ်သွားတဲ့အထိဖြစ်ပေါ်တာမျိုးတွေကျွန်တော်တို့ဗီဒီယိုဟောတဲ့တက်တန်းတွေမှာတွေ့ရှိရပါတယ်အကုန်လုံးဖြစ်တယ်လို့တော့ဆိုလိုခြင်းမဟုတ်ပါဘူးဒါပေမဲ့စနေတက်ရောက်တော့အနည်းနဲ့အများဒုက္ခပေးလိရှိပါတယ်ဒုက္ခပေးတာနဲတာနဲ့ဒုက္ခပေးတာများတာပဲကွာသွားမှာဖြစ်ပါတယ်အဲဒါဘာလို့ကျွန်တော်ဒီစနေတက်ရောက်တွေနဲ့ပတ်သက်ပြီးတော့မိတ်ဆွေအပေါင်းအသင်းတို့ကိုပြောပြနေရလဲဆိုတော့ ဒီလိုအသက်ပိုင်းခြားမျိုးမှာကိုယ့်ရဲ့လှုပ်ဆောင်တဲ့လှုပ်ဆောင်ချက်တွေပြောဆိုမှုတွေအဲကိုယ့်ရဲ့စီးပွားရေးလူမှုရေးအစရှိတဲ့ကိစ္စတွေမှာချင့်ချိန်တုံးသက်ဆင်ကျင်ပြီးတော့လှုပ်ဆောင်နိုင်မယ်ဆိုရင်ကိုယ့်ရဲ့ကံစိုးမှုတွေအထိုက်လျောက်ပြေပြောက်ပြီးတော့ကောင်းမွန်တဲ့အနေအထားရရှိဖို့အတွက်သတိပေးခြင်းအားဖြင့်တော့၎င်းမိတ်ဆွေတို့ကိုသိရှိစေရန်အတွက်တော့၎င်းပြောပြပေးခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့တင်းငွေတွေတာသမီတွေစနေတက်ရောက်ဘယ်အသက်ပိုင်းခြားတွေမှာရောက်လဲလို့ပြောမယ်ဆိုရင်အသက်9တက် 73နဲ့20နဲ့1 29 30ခွန်50နဲ့5 53 60နဲ့1 69 80နဲ့9 85 93ကျွန်တော်တို့101 109အပိုင်းခြားတွေမှာကျွန်တော်စနေတက်ရောက်ကြာရောက်နေခြင်းဖြစ်ပါတယ်ဒီလိုစနေတက်ရောက်ကိုကြာရောက်ပြီးဆိုလို့ရှိရင်ခဏကျွန်တော်ပြောတဲ့အချက်လေးတွေဖြစ်ပေါ်တတ်ပါတယ်မိတ်ဆွေတို့အနေနဲ့ကျွန်တော်ပြောတဲ့အသက်အပိုင်းခြားတွေမှာတကယ်လို့ကိုယ်အနေနဲ့အဲစီးပွားရေးပြတ်ခဲ့တယ် အအဆင်မပြေမှုတွေကြုံတွေ့ရတဲ့ခက်ခဲမှုတွေရှိခဲ့တယ်ဆိုလို့ရှိရင်ကိုဖြတ်ကျော်ခဲ့တဲ့အသက်ပိုင်းခြားတွေမှာရှိခဲ့တယ်ဆိုရင်ဒီ outward comment တွေမှာကျွန်တော်တို့ရေးမယ်ဆိုရင်ရေးထားလို့ရပါတယ်ပေါ့နော်တခြားလူတွေလည်းဒီအသက်ပိုင်းခြားတွေမှာဆင်ကျင်နိုင်အောင်ဖြစ်ပါတယ်အဲဒါကျွန်တော်တနင်္လာသားသမီးတွေအတွက်ဆက်ပါမယ်တနင်္လာသားသမီးတွေအသက်၄နှစ်အသက်၁၂နှစ်အသက်20 28 36 44 52အသက်60အသက်68 အသက်86 84 92အသက်100အသက်108နှစ်ဒီလိုအသက်ပိုင်းခြားတွေမှာခဏကျွန်တော်ပြောတဲ့စနေတက်ရောက်ကိုဖြတ်ကျော်အောင်အပိုင်းခြားဖြစ်ပါတယ်အဲ့တော့ကိုလည်းအခုဆိုရင်ကျွန်တော်အသက်30ကျော်40တယ်ဆိုရင်အရှိန်မှာစနေတက်ရောက်နဲ့ပတ်သက်ပြီးဖြတ်ကျော်ခဲ့တဲ့နှစ်တွေအများကြီးရှိပါတယ်အဲ့ဒီနှစ်တွေမှာကိုယ့်အတွက်အစဉ်ပြေလားခက်ခဲလားစသဖြင့်ဒီလိုအပိုင်းခြားလေးတွေကြုံတွေ့လာတဲ့အခါမှာဆိုလို့ရှိရင်လေကျွန်တော်ရဲ့ comment မှာကောင်းခြင်းဆိုခြင်း တချို့ကတော့အဆင်မပြေတာရှိလို့အဆင်ပြေတဲ့လူတွေလည်းရှိကောင်းရှိမှာပေါ့နော်အဲ့တော့ကျွန်တော်အင်္ဂါသားသမီးတွေဆက်သွားအောင်အင်္ဂါသားသမီးတွေကကျွန်တော်အသက်3နှစ်အသက်17နှစ်အသက်19အသက်20နှစ်ခွန်အသက်35အသက်43အသက်81အသက်59အသက်60ခွန်အသက်85အသက်83အသက်69အသက်100ခွန်အဲ့ဒီနှစ်အပိုင်းခြားတွေမှာဆိုရင်အင်္ဂါသားသမီးတွေကစံသေးတက်ရောက်ကိုဖျက်ကျော်နေတဲ့အချိန်ကြီးအပိုင်းခြားဖြစ်ပါတယ်။အဲ့တော့ကိုကလည်းအခု ရောက်နေတာလူလက်ပိုင်းဆိုရင်ကိုပြတ်ကျော်ခဲ့ရတဲ့ဒီဘဝမှာကိုအတွက်ဒီအသက်ပိုင်းခြားတွေမှာဘယ်လိုမျိုးလဲအဆင်ပြေလားအဆင်မပြေမှုတွေဖြစ်လားအားနည်းမှုအသာချက်တွေကိုကျွန်တော်ဒီဗီဒီယိုကွန်မန့်မှာရေးသားပေးခဲ့လို့ရပါတယ်ဆက်လက်ပြီးတော့ကျွန်တော်ဘောတဟူသားသမီးတွေဘောတဟူသားသမီးတွေအသက်2နှစ်အသက်10နှစ်အသက်16နှစ်20နဲ့6 34 40နှစ်အသက်50အသက်58 66 49 80နှစ်အသက်60 68 တရ6နှစ်ဒီလိုအသက်ပိုင်းခြားတွေမှာစနေတက်ရောက်ကိုဖြတ်ကျော်နေတဲ့အသက်ပိုင်းခြားတွေဖြစ်ပါတယ်အဲ့တော့မိမိတို့လည်းမိမိတို့ရဲ့အသက်ပိုင်းခြားတွေမှာအခုခဏကျွန်တော်ပြောလို့ပေါ့လူလက်ပိုင်းရောက်ရှိသွားပြီအသက်ကြီးပိုင်းရောက်ရှိသွားပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီအသက်ပိုင်းခြားတွေမှာဘလိုမျိုးတွေအခက်အခဲတွေဖြစ်လဲဘလိုမျိုးတွေအဆင်မပြေမှုတွေဖြစ်လဲဆိုတာဒီအောက်က comment လေးဒီမှာကျွန်တော်တို့ရေးထားခဲ့လို့ရပါတယ်ဆက်လက်ပြီးတော့တွေ့ကြုံလာမယ်ကျွန်တော် January သားသမီးတွေဖြစ်ပါတယ် January သားသမီးတွေအသက်၈နှစ်၁၆နှစ်၂၄၃၀နဲ့ နှစ်အတက်68နှစ်နောက်တော့အတက်104နှစ်ဒီလိုအတက်ပိုင်းခြားတွေမှာကျွန်တော်တို့စနေတက်ရောက်ကိုကြော်ဖြတ်နေတဲ့အတက်ပိုင်းခြားတွေဖြစ်ပါတယ်။ဒါကြောင့်မို့ဒီလိုဒီပိုင်းခြားမျိုးမှာကိုယ့်ရဲ့အနေထိုင်အပြောဆိုအပြုမူအဲစတဲ့ဖြစ်စင်ကျင်နိုင်လောက်စင်ကျင်နိုင်မယ်ဆိုကိုယ့်အတွက်ပုံပို့ပြီးတော့ကောင်းမွန်စေပါတယ်။ဆက်လိုက်ပြီးတော့ကျွန်တော်တောက်ကြသားသမီးတွေရဲ့ ရစနေတက်ရောက်ရရှိနိုင်တဲ့အသက်ပိုင်းခြားလို့ပြောကြပြောပြပေးပါမယ်အဲကျွန်တော်6နှစ်14နှစ်နဲ့28 36 54 60 68 86 94 102 102အဲ့လိုအတက်ပိုင်းခြားတွေမှာကျွန်တော်တို့တောက်ကြသားသမီးတွေဟာစနေတက်ရောက်ကိုဖြတ်ကျော်နေတဲ့အပိုင်းခြားတွေဖြစ်ပါတယ်ဆက်လက်ပြီးတော့ကျွန်တော်စနေသားသမီးတွေဖြတ်ကျော်လာမယ့်အပိုင်းခြားဖြစ်ပါတယ်စနေသားသမီးတွေဟာစနေတက်ရောက်ကိုရောက်ရှိတဲ့အတက်ပိုင်းခြားတွေကတော့ အသက်3နှစ်အသက်6နှစ်စက်ခွန်20နဲ့5 33 48 49 50 56 83 89 80နဲ့ခွန်အသက်105နှစ်ဆိုတဲ့အပိုင်းခြားတွေမှာစနေတက်ရောက်ကိုရောက်ရှိနေတဲ့အပိုင်းခြားတွေဖြစ်ပါတယ်အဲ့တော့အားလုံးပဲခொနည်းကသာသမိတွေကိုကျွန်တော်ဒီစနေတက်ရောက်ကိုဖြတ်ကျော်မယ်အသက်အပိုင်းခြားတွေကိုပြောပြပေးပြီးွားပြီးဖြစ်ပါတယ်ဒီလိုအပိုင်းခြားတွေမှာဖြတ်ကျော်ခဲ့တာလည်းရှိမယ်ရှိလာမဲ့အနာဂတ်မှာလည်းဒီလိုစနေတက်ရောက်တွေကိုဖြတ်ကျော်အောင်မှာရှိပါတယ် အဲ့ဒီခါကျရင်မိတ်ဆွေတို့အနေနဲ့ကို့အနေနဲ့သတိထားမိဖို့အတွက်စင်ကျင်နိုင်မှုအတွက်ပြောပြပေးခြင်းဖြစ်ပါတယ်တကယ်လို့စနေတက်ရောက်ရောက်တယ်ကို့အနေနဲ့အရန်အစင်မပြေဘူးအခက်ခဲတွေများစွာကြုံတွေ့နေရတယ်ဆိုလို့ရှိရင်ကျွန်တော်ရည်ရည်လေးနှစ်ခုပြောပြပေးပါမယ်နံပါတ်၁ဇေဒီပထိုးတွေကိုတန်ရှင်းအဝါပေါ့တပြက်စီလဲတန်ရှင်းရေးပြုလုပ်အောင်မှာဖြစ်ပါတယ်ဖုန်းကြောင်းနေတဲ့အိမ်သာအများသောအိမ်သာတန်ရှင်းရေးပြုလုပ်အောင်မှာဖြစ်ပါတယ် နောက်တစ်ခုကတော့ကျွန်တော်တို့ဘဝပြည့်ရည်တွေပေါ့ဘဝပြည့်ရည်တွေကဆိုတော့အရင်တော့ကတော့ကျွန်တော်တို့ရှေ့ပြည်တွေနေကတော့ဒီလမ်းစုံလမ်းလေးကွာတို့ဇရက်တို့မှာအိတ်ခိုင်းတယ်အခုကိခါနေကဘလို့မှအိတ်လို့အရှင်မပြေဘူးအဲ့တော့ကိုယ်အိမ်ရှေ့ဖျားဆင်ပါပဲစောင်းမရှိချင်းတော်မရှိခေါင်းမရှိနဲ့အင်းကြီးအစုပ်ပြေးတွေကိုဝုတ်ပြီးအိတ်ပါစနေနေ့ညမှာမနေ့မိုးလင်းသွားပြီဆိုလို့ရှိရင်အဲ့အင်းကြီးဝတ်စားတွေပစိုးတွေကျွန်တော်တို့အကုန်လုံးယူပြီးတော့ကြွကြိတ်တဲ့ထည့်ပြီးတော့ရေစီးတန်နဲ့ချောင်းချောင်းတော်ကောင်လမ်းစုံလမ်းလေးကွာမှာတကောင်ငါတန်နင်ခံလို့ပြောပြီးတော့ပြစ်ပေးပါ ဒါဆိုလို့ရှိရင်မိတ်ဆွေတို့ကြုံတွေ့နေရတဲ့အခက်အခဲတွေအထိုက်လျောက်ကျွန်တော်တို့တန်ကောင်းလာပါလိမ့်မယ်အားလုံးပဲကျွန်တော်ရဲ့မိတ်ဆွေတွေကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင်ကျွန်တော်ကို share လုပ်ပေးခြင်းအပြင်ကူညီပါလို့ကျွန်တော်အနေနဲ့မြတ်တာရက်ခံအပ်ပါတယ်